ားလုံးပဲမင်္ဂလာပါရေဝချမ်းလေးမှာ ပြန်လဲချူဆူလိုက်ပါတယ်ဒီနေ့မေလာ20ရက်နေ့ဒီနေ့မှာတော့ကချင်ခေါင်ရေနဲ့ငှက်ကင်ချူချူလေးရပါမည်ဟုတ်ကဲ့ပါတပွဲမှာရင်ဖြူဟာမှုမီးဖုံလက်ဆောင်ရပါမယ်ဒီနေ့မှာကချင်လူမျိုးရေးတက်မတော် KIA ပြစ်ချလိုက်တဲ့ MI70 စေရရင် နှစ်စင်းနောက်ဆုံးရအခြေအနေတွေဒစင်းကတော့ viewer မှုပါတဲ့ဒါအကြမ်းဖက်စစ်ခွေးတက်က MI70 ဒစင်းကတော့တော်ရဲမှာကျွန်တော်တို့တပ်ဖွဲ့ဝင်တွေသိသိရမိထားပါတယ်ရုပ်သံဗီဒီယိုနဲ့တကွာကျွန်တော်တင်ပြပေးမှာဖြစ်တယ်နောက်တဲ့ဒစင်းကလည်းပဲဘလို့မှပြန်တန်းလို့မရတဲ့အခြေအနေမှာတွေးတဲ့နေရာကိုအစဉ်ပြေလို့ဆင်းလိုက်ရတဲ့အချိန်မဲဆောင်းဆောင်းကြီးဖြစ်နေပါကြောင်း ကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ပြီးတော့ရင်ကျွန်တော်နိုင်ငံတနိုင်ငံလုံးမှာကျွန်တော်တို့ရွေးတော်လန်ရေးစတဲ့အချိန်တည်းကပြစ်ချခဲ့တဲ့ရဟရင်အစင်ပေါင်းအမြောက်အများစွာတွေကထင်ရှားတဲ့ကျွန်တော်တို့ဒါအချမ်းဖက်စစ်ခွစ်တက်ရဲ့ဒီတိုက်လေရင်တွေအကြောင်းကိုကျွန်တော်တင်ပြပေးသွားပါမယ်ဒါကြောင့်ကျွန်တော်ရဲ့ video ကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းကိုဒလီတစားဖိတ်ခေါ်လိုက်ပါတယ်ကချင်းခေါင်ရီချိုချိုလေးနဲ့ငှက်ခင်ချိုချိုလေးတုံးဆောင်လို့ ရပါပြီတပွဲမှရင်တပွဲလက်ဆောင်ဖြစ်တဲ့အတွက်ဘူဟာမှုနဲ့တစ်ဖွဲ့လုံးမီးဖုတ်ထားတဲ့လိုက်ပွဲလေးကိုကျွန်တော်တို့အလကားပြီးသွားမှာ ဖြစ်ပါတယ်ဒီလိုက်ပွဲဟီးလီယာနဲ့ပတ်သက်ပြီးတော့ at ရဲဘော်ရှမ်းလေးကျွန်တော်ရဲ့ Telegram မှာရုပ်တံဗီဒီယိုဖိုင် HD အကြီးအတမ်းမအပါကျွန်တော်တင်ပြပေးထားပါတယ်ဒီရုပ်တံဗီဒီယိုကိုကျွန်တော်မိပါလေးကြည့်ပြီးသွားရင်တော့ ဒါတကယ်ကိုအာရနှစ်တပ်ဖွဲ့ညတွေ့ရမှာဖြစ်ပါတယ်ဘတ်စိတ်ကြီးကလည်းလီဘဲဘတ်စိတ်ပခုံးမှာလည်းလီဘဲအဖွင့်ဂျပန်မှာလည်းတောင်မန်လေးနဲ့တခုတော့ကျွန်တော်ဂျိုပြောထားပါမယ်ကျွန်တော်ရဲ့တယ်လီဂရမ်ထဲကိုဟိုဘက်ရက်ကောက်ကောင်နေဝင်ဝင်ပြီးတော့ခိုးကြည့်တယ်တခါတခါကြာရင်သူတို့ကမခံမရက်နိုင်ဒါဟောင်းနာတွေလည်းရှိပါတယ်ဆိုတော့အခုကျွန်တော်ရဲ့ ရဲဘော်ရှန်လေးတယ်လီဂရမ်မှာတင်ပြထားတဲ့ရုပ်တံဗီဒီယိုဖိုင်ဟာ AI နဲ့လုပ်ထားတာမဟုတ်ဘူးနော်ဒီရဲရင်ကဒီရဲရင်ကဗျူအမှုဗျူအမှုတစ်ဖွဲ့လုံးစီလာတဲ့ရဲရင်ဖြစ်တယ်ဗျူအမှုတစ်ဖွဲ့လုံးစီလာတဲ့ရဲရင်ကိုကျွန်တော်တို့တော်တွင်းမှာတွေ့ရှိထားတာဖြစ်ပါတယ်ရဲရင်ဒီစည်းလုံးကတော့အမိုက်ပုံမိရှုထားတဲ့ပုံစံအတိုင်းပါပဲဗျူအမှုနဲ့ ပိုင်လော့တွေအပါအဝင်တစ်ဖွဲ့လုံးအားတော့တကယ်ကိုမီးဖုတ်ထားတဲ့နှက်ကင်အညော်နှဲ့နဲ့ပါရောပြီးတော့တော်တော်လေးကိုကြည့်မကောင်းရှုမကောင်းအခြေအနေတွေကိုကျွန်တော်မိဘတွေကြည့်ရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ကြိုပြီးတော့အသိပေးလို့တာကဒါဒီပေါ်နှလုံးအားနေတဲ့သူတွေပြီးတော့အသက်ငယ်ရွယ်တဲ့သူတွေဝင်မကြည့်ဖို့တော့ကျွန်တော်ဒီကနေပြီးတော့လေးလေးနက်နက်မေတ္တာရက်ခံလိုပါတယ်ဟုတ်ပြီ ကျွန်တော်မိပါတယ်ဒီအပိုင်းမှာလီဘဲတွေအစဉ်ပြေရဲ့လားလီဘဲတွေရဲ့ဌာနချုပ်ကိုသူတို့ရဲ့လီဒါစကန်တွေအပါအဝင် ကောင်းငင်မှာပါပြန်ဝဲနေတဲ့လီဘဲတွေပါတဏ္ဍာကုံတိန်လို့ရပြီဟုတ်တယ်နော်နာရေးဖိတ်စာ အကုန်လုံးကြိုတင်ပြင်ဆင်ထားလို့ရပြီဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံတနိုင်ငံလုံးမှာလက်ရှိစမဖြစ်နေတဲ့နေရာတွေမှာကျွန်တော်တို့ပြစ်ချနိုင်ခဲ့တဲ့ရုပ်တံဗီဒီယိုနဲ့တကွာကျွန်တော်တို့မိဘပြည်သူတွေကိုတင်ပြနေခြင်းဟာကျွန်တော်မိဘတွေရဲ့ဝန်ရံကူညီမှုကြောင့်ဆိုတာကိုတိုင်းသားတပ်ဖွဲ့ဝင်တွေအကုန်လုံးသိတယ်ဒီနေ့ KIA ရဲ့ထုတ်ဖော်ပြောဆိုမှု KNA 0.5နဲ့ပြည့်သွားတာမဟုတ်ဘူးနော်ခုံထမ်းနဲ့ပြည့်သွားတာ MI 70စေးရရင်လာမယ်ဆိုရင်ဝင်းရင်ပြစ်ဘာနဲ့ပြစ်ကြမလဲဆိုတာကိုကျွန်တော်တို့သိရှိပြီးသားဆိုတော့ကျွန်တော်တို့ခွင်လဲဝင်လာရှင်တော့အခုလိုပဲ3စင်းတက်လာတယ်ဒစင်းပဲအိမ်ပြန်ရောက်တယ်နှစ်စင်းကတော့ပြုံသွားတယ်ဟုတ်ပြီဒီသတင်းတွေ ကချင်ခေါင်ရင်နဲ့ငှက်ကင်တွဲဆက်ပြီးတော့မစားသုံးခင်မှာကျွန်တော်တို့လက်ရှိအချိန်မှာ အာနာသိမ်းပြီးနောက်ပိုင်းမှာတော်လန်ရေးတဖွဲ့ဝင်တွေကျွန်တော်တို့လူငယ်တွေပြစ်ချနိုင်ခဲ့တဲ့အကြမ်းဖက်စစ်ခွေးတက်ကတိုက်လေရင်တွေနဲ့ရဲရင်တွေကိုကျွန်တော်မိဘတွေကို ပြန်တင်ပြပေးကြပါတယ်၂021မေလ3ရက်နေ့မှာ KIA ကပြစ်ချခဲ့တဲ့မုံမောင်းမြို့နယ်မှာ MI 35တိုက်ခိုက်ရေးရဲရင် 2023ဖေဖော်ဝါရီ3ရက်နေ့မှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တပေါင်းစုကပစ်ချလိုက်တဲ့နေရာကရွှေပြည်အေးမြို့နယ်မှာ2023ဇွန်လ30ရက်နေ့မှာ KNPLF နဲ့ KNI တပေါင်းစုပစ်ချလိုက်တာကရွာသိပ်မြို့အနီးက KHW အပေါ်စားတိုက်နေရင်2023 နိုဝင်ဘာ17ရက်နေ့မှာ KNDF B01 နဲ့ KA ကပြစ်ချလိုက်တဲ့ KNI ဒေတာအတွင်းထဲမှာအပေါ်စားတိုက်လေရင်တစင်း KHW 2024ဇန်နဝါရီမှာ KNY ပြစ်ချခဲ့တာကဝိုင်မော်မြို့နယ်အတွင်းထဲမှာ MI70 တယ်ယူပို့ဆောင်ရေးရဟရင်2024ဇန်နဝါရီ16ရက်နေ့မှာ KNY ကပြစ်ချခဲ့တဲ့ ကုတ်ခိုင်မြို့နယ်မှာ FTC 2000G တိုက်ခိုက်ရေးရဲရင်2004 January 26ရက်နေ့မှာ KNL နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ကော်ဘရာစစ်ကြောင်းကပစ်ချလိုက်တယ်တင်ငန်းညီနောင်ညောင်ရီမှာတော့ကျွမ်းပြီးပါတယ်အဲဘူတာဘောကြီးတက်တက်ခွပြတဲ့အဲ စီရဲ့အရင်ကိုကျွန်တော်ရဲ့မိဘတွေအင်တာဗျူးတွေမှာဓပုံတွေမှာဝေဆစားတွေ့မြင်မှာဖြစ်တယ်ပြီးတော့တောင်ပိုင်းရဲ့ကျွန်တော်တို့ကာကွယ်သောတပ်ဖွဲ့ဝင်တွေတောင်ပိုင်းရဲ့သူရဲကောင်းတွေဒါဒီ music ပေါ့နော်အတော်လိုင်းရေးတချင်းတွေလုတ်တဲ့နေရာမှာလည်းပဲတကယ်ကိုအာနောက်ခံပေါ့နော်နောက်ခံအနေနဲ့အများဆုံးအသုံးပြုတဲ့အဲရဟယင်တစ်ခုဖြစ်ပါတယ်အဲ့ဒီရဟယင်ကလည်းပဲကျွန်တော်တို့ အရီကော်ပရာ AS 365ဖြစ်ပါတယ်တည်ယူပို့ဆောင်ရေးရဲ့ရင်မျိုးစားပါပြီးတော့2024မေလ6ရက်နေ့မှာကင်နီတပေါင်းစုဖားဆောင်မြို့နယ်မှာပြစ်ချခဲ့တဲ့ဘောလကဲမြို့နယ်မှာပြတ်ကျသွားတဲ့ MI7B ရဲယင်ဖြစ်ပါတယ်အခုကျွန်တော်တင်ပြနေတဲ့ဒါစရင်းတွေတဲမှာဒီကနေ့ KIA ကပြစ်ချလိုက်တဲ့ MI7B စည်ရရင်နှစင်းမပါသေးဘူးเนาะကျွန်တော်ရမိပါဟုတ်ပြီဒါဆိုရင်တော့ KIA ပြစ်ချလိုက်တယ်အကြောင်းဖက်စစ်ခွေးတက်ရဲ့တိုက်လေရင်တွင်နဲ့စစ်ရရင်အစင်းရေပေါင်း blessing ทีရှိလာခဲ့ပြီဖြစ်တဲ့အကြောင်းကချင်းတမျိုးသားလုံးအတွက်ဂုံယူပါချောင်းနဲ့ကချင်းလွတ်လည်ရေးမှာကျွန်တော်တိုက်ပွဲဝင်နေတဲ့ ကျွန်တော်မာမိတ်တစ်ဖွဲ့ဝင်တွေပြီးတော့ကျွန်တော်မိဘပြည်သူတရက်လုံးကိုစားအလုံးကိုဝမ်းမြောက်ဂုဏ်ယူပါကြောင်းတင်ပြရပါတယ်ကျွန်တော်ဘက်ကတော့အရန်ကိုဝမ်းမြောက်ဂုဏ်ယူနေပြီခိုးဘက်ရက်ကတော့ဘလို့အခြေအနေတွေဖြစ်နေပြီလဲကျွန်တော်ရဲ့မိဘတွေနည်းနည်းလေးသာစဉ်းစားကြည့်ဆိုတော့ဒီအပိုင်းတွေတွင်မှာကျွန်တော်တို့လေဘဲတွေနဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်အတိပေး ြောကြားခဲ့ပြီးဖြစ်တယ်။လေဘဲမိသားစုဝင်တွေကိုလည်းအတိပေးပြောကြားခဲ့ပြီးဖြစ်တယ်။ကျွန်တော်တို့ကတော့ရှင်းစရာရှင်းတာရှင်းမှာပဲ၊တုတ်စရာရှိတာတုတ်မှာပဲ၊ဖုတ်စရာ ရှိတာကိုလည်းပဲပြက်ပြက်သားသားဖုတ်မှာဖြစ်တယ်။ဒါကြောင့်လည်းပဲဒီနေ့ကျွန်တော်တို့တော်ရင်တနေရာမှာအရှင်လက်လက်မိဖုတ်ခံလိုက်ရတဲ့ view ဟာမှုပေါ့ဒါပါပဲ သူတို့ရဲ့အတ္တတွေသူတို့ရဲ့လောဘတွေသူတို့ရဲ့မောဟတွေသူတို့ရဲ့အာနာတွေသူတို့ရဲ့စည်းစိမ်တွေသူတို့ရဲ့ပါဝါတွေသူတို့ကိုကဲတင်နိုင်လားကျွန်တော်ရဲ့မိဘကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့တကွာလုံးမှာရှိတဲ့မိဘပြည်သူတဦးချင်းစီတိုင်းတခါတည်းမှာဝင်းဝင်းခိုးခိုးပြီးတော့ကြည့်တတ်တဲ့ဘဝရက်ကွက်ကကောင်းနေလဲဖြည့်ပေးပါခမားတို့ရဲ့ပါဝါတွေခမားတို့ရဲ့အာဏာတွေခမားတို့ရဲ့စီးစိမ်တွေ ခမားတို့ရဲ့ပိုင်ဆိုင်မှုတွေခမားတို့ရဲ့ယာတူးတွေအဲ့ဒီအရာတွေဟာအခုလိုပဲတော်ရင်တနေရာရမှာတန်ရာဘလဝနဲ့ရုပ်ပြက်စင်းပြက်ကျွန်တော်တို့ကချင်လွတ်လပ်ရေးတက်မလို့ KIE ပခုံးထမ်းဝင်ပြည့်နဲ့ပြစ်ချမှုအတွင်းထဲမှာဒီအမှုအပါအဝင် ပိုင်လော့တွေတွဲမဲ့ပိုင်လော့တွေ အကုန်လုံးတစ်ဖွဲ့လုံးစုပ်ပြတ်တက်တည်ဆုံးတွားရတာအဲ့ဒီခင်ဗျားတို့ရဲ့အာနာရီပါဝါရီယာဒူးတွေစီးစိန်တွေပြီးတော့မြေတွေအိမ်တွေလုံးပိုင်ခွင့်တွေဘုံမူးဆိုတဲ့ယာဒူးတွေဖြူဟာမူးဆိုတဲ့ယာဒူးတွေဘုံချုပ်ကြီးဆိုတဲ့ယာဒူးတွေနောက်ဆုံးပြောမယ်ခင်ဗျားတို့အားကိုးနေပါလေခင်ဗျားတို့အသက်ပေးပြီးတော့ကာကွယ်နေပါလေဆိုတော့ ရက်ကငားပေလေးလက်မှလူစင်မမီလို့ဒေါက်ဖနက်စီးထားရတဲ့ခွေးပူတော်မှာကဲနိုင်လားတန်ဝီကရဖို့တော်တော်ကောင်းတယ်ဆိုတော့ဒီနေ့အဲ့ဒီတွင်ကိုကျွန်တော်တွေ့တယ်ကျွန်တော် Telegram မှာဒီနေ့အဲ့ဒီတွင်တွေပဲကျွန်တော်တင်ပေးထားတယ်အဲ့ဒီရဟရင်နဲ့ကျွန်တော်တို့စီကိုအလင်းဝင်လိုက်မယ်ဆိုရင်ဒါမျိုးဖြစ်မှာမဟုတ်ဘူး ဒါကိုလည်းကျွန်တော်အသိပေးချင်တာရိုင်းရင်တစင်လုံးအဲ့ဒီ viewer မှုတစ်ဖွဲ့လုံးအဲ့ဒီ level တွေအကုန်လုံးကျွန်တော်တို့ပြည်သူရင်ဝင်ကိုခုံလုံလိုက်မယ်ဆိုရင်ဒီလိုမျိုးတွေဖြစ်เสียအကြောင်းမရှိဘူးဒါလေးကိုလည်း three chess ဖို့လိုတယ်ကျွန်တော်တို့ပြည်သူကိုမျက်နာမမူဘဲနဲ့ကိုယ့်ရဲ့နေရာကိုယ့်ရဲ့ယာတုကိုယ့်ရဲ့စီးစိမ်ကိုယ့်ရဲ့အာနာပါဝါတွေကိုမစွန့်လွတ်နိုင်ဘူးဆိုရှင်တော့ဒီကနေ့တော်တဲ့တောင်းတဲ့မှာပဲ ကဲသူမရှိဆဲသူမရှိအလောင်းအောင်ကောက်မဲ့သူမရှိဖြစ်သွားတဲ့အခြေအနေတွေကိုကျွန်တော်ရဲ့ Telegram ထဲမှာအဲ့ဒီဗီဒီယိုကိုဝင်အောင်ကြည့်ရှုပြီးတော့မှကိုကို၌ဆုံးဖြတ်ဖို့အရေးကြီးပါတယ်ဟုတ်ပြီဖြစ်စဉ်လေးကို ပြကြည့်အောင်ကျွန်တော်ရင်မိပါတယ်ကချင်ခေါင်ရေချိုချိုလေးနဲ့ငှက်ကင်နှစ်ကောင်းမွေးမွေးလေးစတင်သုံးဆောင်ကြပါစို့ လိုက်ပွဲအနေနဲ့ view ဟာမှုမီးဖုတ်ပါပါမယ်အလကားကြွေးတာเนาะကျွန်တော်ရင်ပြီးပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီနေ့မှာဗမာမျိုးစကခ27ဌာနချုပ်ကနေပြီးတော့စစ်ကူပြေဖို့လာတဲ့အကျန်းဖက်စစ်ခွေးတက်ရဲ့စစ်ရဲရင်3စင်းအနက်မှာနှစ်စင်းကို ပိုင်ပိုင်နိုင်နိုင်တစ်ချာနိုင်ရတယ်လို့ KIA ကအတည်ပြုပြောဆိုထားပါတယ် ထပ်ပြီးတော့အတိပေးလို့တာကရုပ်တန့်ဟောင်းမဟုတ်ပါဘူးပြီးတော့အရှင်တော်ကပြချခဲ့တဲ့ယဟယင်တွေမဟုတ်ပါဘူးအခရိတ်သိကျင်ရင်ကျွန်တော်ရဲ့ channel မှာဝင်ကြည့်ပေးပါလို့ပဲကျွန်တော်ကပြောတာပါကျွန်တော်ရဲ့ဒါရေဝရှင်လေးမိသားစုဝင်တွေကတော့အကုန်လုံး viewer မူမီဖုတ်ကို သုံးဆောင်ပြီးပြီလို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဟုတ်ပြီ ရွှေကူကနေပြီးတော့56မိုင်လောက်ပေါ့တဲ့အဲ့တော့ဝေးတဲ့နေရာတော်ထဲမှာတစင်းကျသွားတယ်အဲ့ဒီကျသွားတဲ့အစင်းကကျွန်တော်ရဲ့ Telegram မှာရုပ်သံ HD တင်ပြပေးထားတယ်နောက်ထပ်တစင်းကဆက်ပြီးတော့ပြန်တန်းလို့မရတဲ့အချိန်မှာအရေးပေါ်ရွှေကူဘက်ကိုဆင်းသက်သွားတယ်လို့ခဏဦးတိထားရပေမဲ့ကျွန်တော်ဗီဒင်းပြောနေတဲ့အချိန်မှာပဲအဲ့ဒီတစင်းကလည်းပဲဘီရီဇောင်းလေးမီးဖုတ်ခံနေရကြောင်း ျွန်တော်ရဲ့မိဘတွေကိုတင်ပြပေးခြင်းပါတယ်ဟုတ်ပြီဘာကြောင့်ကျွန်တော်ဒီလိုပြောနိုင်တာလဲဆိုရင်အကျွန်မဖက်စစ်ခွေးတက်ရဲ့စိတ်ရက်ရင်တစင်အရေးပေါ်စင်းတယ်ပြီးတော့အဲ့ဒီအရေးပေါ်စင်းတဲ့အဲ့ဒီကုန်းမြေကတော့ဘသူပိုင်တဲ့ကုန်းမြေလဲကျွန်တော်ပြည်သူပိုင်တဲ့ကုန်းမြေကျွန်တော်ပြည်သူတစ်ချက်လုံးဟာအကျွန်ဖက်စစ် ခွေးတက်အခုလိုမျိုးနှက်ကင်တကောင်စန့်ငင်စန့်ငင်လေးနဲ့ ပါတယ်နားမဲ့နေရာမရှိတက်ဟိုရက်မဲ့နေရာမရှိ လေရင်ကွင်းမရှိ လေတော့တဲ့တော်တဲ့တောင်တဲ့ကိုပဲဆင်းလာတယ်ဆိုရင် ကျွန်တော်တို့ပြည်သူက သူတို့ကို special plan နဲ့ပက်ကိတ်လိုက်အခန့်မှာဖြစ်တယ်အရှိတစင်းကတစင်းလုံးမိလောင်ပြကြပြီးတော့အဲ့ဒီထဲမှာပါတဲ့ viewer မှုနဲ့ဒါလေရင်မောင်းတဲ့သူတွေကောပြီးတော့အကူတွေရော ပြီးတော့တွဲဘက်အရာရှိတွေကောတစ်ဖွဲ့လုံး ေဆုံးတွားရတာကနည်းနည်းလေးတက်တာအောင်မယ်နောက်ထပ်ဒဇင်းအခြေအနေကိုကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ကတင်ပြနေခြင်းဖြစ်တယ်ကျွန်တော်ပြည်သူလူထုတစ်ရက်လုံးရဲ့မေတ္တာတွေနဲ့တယောက်ကိုသရွေးတစ်ချက်ထွေးရင်တော့မှအဲ့ဒီကောင်နေသရွေးပင်လည်းမျောပြီးတော့ကျုပ်ပြစင်ပြဖြစ်သွားမယ်လက်ရှိလည်းအခုလိုဖြစ်နေတာပါဟုတ်ပြီ ဒီမှာပြန်ရင်သတင်းမှန်ပြန်ကြားရေးထုတ်ပြန်ကြညာချက်လေးကိုကျွန်တော်အတီးပြူပြီးတော့ပြောချခြင်းပါတယ်ကချင်းပြည်နယ်ဗမော်မြို့အမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ27ကနေပြီးတော့စစ်ကူပေးပို့လာတဲ့စေရရင်3စီးအနဲ့နှစ်စင်းကိုထိမှန်အောင်ပြချနိုင်ခဲ့ကြောင်းကချင်းလွတ်လပ်ရေးတပ်မတော် KIA ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်ပြောဆိုခဲ့တဲ့သူကတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးဖြစ်ပါတယ်ကျွန်တော်အမိပါတယ် ကျောင်းတိုင်းသားကောင်းဆောင်တွေကတော့ပုံဝင်လေးလေးပဲပြင်ပြစ်လိုက်တယ်ထိထိသွားတယ်ထိလို့ပြစ်လို့ကြသွားလို့အသက်ရှင်မှုတော့စိတ်မကူးနဲ့ဟိုးတခါအရကတတော်မိပြင်းမှာကျွန်တော်ရခိုင်သားတွေမိဖုတ်လိုက်တယ်အကြမ်းဖက်စစ်ခွေးလီဘော်ကကောင်းနေအောက်ကပြင်းစင်းတော်တော်မှဒါတော်မှဒီကောင်တွေ ပတ်ပြေးနေတာတော်တယ်မှာလွတ်လို့လားကျွန်တော်မိပါမလွတ်ဘူးဟုတ်တယ်เนาะကျွန်တော်မိပါဟုတ်ပြီဒါကရှင်းတဲ့ကပြဖို့လာတယ်သတင်းတွေဖြစ်ပါတယ်ကျွန်တော်မိပါဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့လက်ရှိအချိန်ထိကကျွန်တော်တို့ KIA ပြချနိုင်ခဲ့တဲ့ရဲရင်နှစ်စင်းအပါဝင်ရဲရင်၄စင်းအထိအောင်မြင်စွာ ပြစ်ချနိုင်ခဲ့ပါတယ်အဲ့ဒီအဲမှာအများဆုံးပြစ်ချသွားတာက MI 70ရရင်နေဖြစ်ပါတယ်ဟုတ်ပြီဒီချင်းနေမှာလဲကျွန်တော်တို့ဒါ KIA နဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းလှုပ်ဆောင်နေတဲ့လက်ရှိစစ်စင်ရေးတင်းထန်နေတယ်ဆိုတာလဲကျွန်တော်ရင်ပြပါတယ်အားလုံးသိရှိပြီးသားအဲ့ဒီကိုကျွန်တော်အချက်မဖက်စစ်ခွေတက်ကစစ်ကူပြစ်ကူတွေမရမနာပေးဖို့နေပေမဲ့လည်းပဲကျွန်တော်တို့ရဲ့ area တွေကျွန်တော်တို့ရဲ့ဂွင်တွေကိုရောက်လာတဲ့အချိန်မှာတော့ကျွန်တော်တို့ကင်လိုက်တဲ့ငှက်ကင်တဲ့အတူကချင်းခေါင်ရီချူချူလေးပါကျွန်တော်မိဘတွေတွဲဖက်စားသုံးလိုက်ရင်ဖြစ်ဘလောက်တောင်ခြုံလဲမကြခင်မှာလဲပဲအညာကထမ်းရည်နဲ့အတူငှက်ကင်ချူချူမွေးမွေးလေးကိုတွဲဖက်ပြီးတော့စားသုံးရမယ့် အခြေအနေတွေလည်းရှိနေပါကြောင်းကျွန်တော်အရန်ကိုချစ်ခင်လေးစားရတဲ့အညာသူအညာသားတတိကဲကြီးတွေကိုကျွန်တော်လီလီစားစားကြိုတင်ပြောကြားလိုပါတယ်ဟုတ်ပြီကျွန်တော်တို့ခရိုင်ကပြစ်ချလိုက်တဲ့ဒါပြစ်ချသွားတဲ့မီးလောင်သွားတဲ့ပြာကျသွားတဲ့ဘယူဟာမူးလိုက်ပါစင်းနေလာတဲ့ဒါ MI Assembly ရဲ့ရှင်ကိုလည်းပဲလက်ရှိအချိန်မှာ တွေ့သွားပြီလို့သတင်းထုတ်ပြန်ထားပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ Telegram မှာကျွန်တော်အဲ့ဒီဗီဒီယိုဖိုင်ကိုတင်ပြထားတာဖြစ်တယ်။ AI နဲ့လုပ်ထားတာမဟုတ်ဘူးเนาะကျွန်တော်မြင်ပါ။ဟုတ်ပြီ။ယူအောင်မှုကပါတယ်။ပြီးတော့သူနဲ့တစ်ဖွဲ့လုံးပါတယ်။သူတို့နာမည်တွေကိုကျွန်တော်တိကျရရတာနဲ့ကျွန်တော်မြင်ပါတွေကိုကျွန်တော်တင်ပြပေးပါမယ်။ဆိုတော့နာမည်စင်းတွေအတွက်ကျွန်တော်တို့ဒါ DJ တွေ စီစစ်နေပါတယ်ကျွန်တော်မြင်ပါဆိုတော့အဲ့ထက်မှာဘယ်လိုကောင်းတွေပါလာလဲဘယ်လိုအရာရှိတွေပါလာလဲဆိုတာကိုကျွန်တော်တို့ရင်ခုန်စွာနဲ့စောင့်ကြည့်အောင်မှဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်သင်းကလည်းပဲပန်ကကျိုးသွားတယ်အဲ့ဒီဟောအဲ့ဒီကျွန်တော်တို့ဒါစည်ရဲ့ရင်ကလည်းပဲဘေးဆောင်ကြီးလက်ရှိအချိန်မှာစန့်ငင်စန့်ငင်ဖြစ်နေတယ်ကျွန်တော်ပြည်သူတွေကပထမဦးဆုံး တင်းပေးဖို့ထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်လက်ရှိကျွန်တော်တော်လိုင်းရေးမှာကျွန်တော်ပြည်သူဟာအရန်ကိုရေးကြည့်တာပါနောက်ပြီးခဲ့တဲ့ရပိုင်းအတွင်းမှာကျွန်တော်တို့ဒါဒါ MODNUG ထုတ်ပြန်ကြေညာချက်တွေပြီးတော့အခုမင်းကိုနိုင်ရဲ့ပြောဆိုချက်တွေမှာလည်းပဲအခုလိုပုံစံမျိုးကိုတွေ့ရမှာဖြစ်တယ်ကျွန်တော်ပြည်သူအားလုံးဟာပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ဖြစ်ပါတယ် we are people defend for ဆိုတော့လက်ရှိအချိန်မှာလည်း အဲ့ဒီဆေးရဟင်ဟာဘလို့ပုံစံမျိုးလေးနဲ့ဘလို့မျိုးရေတောက်ဆင်းနေရတယ်ဘလို့လေးခါကိုင်းနေတယ်ပြီးတော့ဘလို့မှပြန်တန်းလို့မရတဲ့အခြေအနေတွေဘလို့မျိုးဖြစ်နေတယ်ဆိုတာကသာတိကျစွာကျွန်တော်တို့ပြည်သူလူထုကသတင်းပေးပို့ထားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူလက်ထဲကလွတ်စရာဘယ်ခွေးမှမရှိဘူးဆိုတာကိုကျွန်တော်မိဘတွေကိုတင်ပြနေခြင်းဒါက လက်ရှိအခြေအနေမှာဒါကျွန်တော်တို့ဘလို့မကိုစကူပြကူပြီးတော့ဘလို့မသူတို့တွေဒါတနန်းစင်္ကာဇအကြံဖက်စစ်ခွတဲ့စစ်မှုထမ်းအစ်စ်တွေကိုမယံမနာပေးဖို့နေပေမဲ့အဲ့ဒီစစ်စင်ရေးကျွန်တော်တို့လက်ထဲမှာပါကျွန်တော်တို့ဟာလည်းပဲပြင်းထန်တဲ့စစ်စင်ရေးကိုဆင်နေနေတာဆိုတော့ကျွန်တော်တို့စစ်စင်ရေးနဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာကြည့်မယ်ဆိုရင် ကချင်းကရင်ကျွန်တော်တို့ကိုမြင့်ဆောင်ကျွန်တော်တို့လေးစားချစ်ခင်ရတဲ့ကျွန်တော်တို့ရဲ့အညာသားကြီးတွေပြီးတော့မွန်ထန်လေးကကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေပြီးတော့ TNL တပ်ဖွဲ့ဝင်တွေ KIA အရခတ်တတော် AA ဆိုတော့တနိုင်ငံလုံးရဲ့စစ်စင်ရေးကိုကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့ပြီးတော့ဒီအပိုင်းအတွင်းမှာလည်းပဲကချင်ရဲ့စည်ရေးအခြေအနေကတော်တော်လေးကိုကြောင်းလဲသွားတာ ဘလို့မကိုခံမှန်းလို့မရဘလို့မကိုပြောပြလို့မရအောင်ကိုမြင်တယ်သုံးနဲ့ဒါပြုတ်စားရတယ်မမခောက်ဆွဲအဲ့ဒါတော့မနေနဲ့မြင်နေဦးမယ်ခရင်တွေတိုက်ပြီးဟဲ့ပြီးသွားပြီနေတူတော့မကြတဲ့တိုက်ပွဲတွေငါမစုတ်တန်းခံစေငါသေမငါစကန်းရမယ် ဆိုတော့ဒီလိုမျိုးဖြူဟာကုန်းကြီးတွေတကယ်ကိုကြီးတကယ်နှစ်ပေါင်းများစွာတမိုင်းရာစွင်ကြီးခဲ့တဲ့တကယ်ကိုခံစစ်အတွက်တည်တည်ချာချာပြင်ဆင်ထားတဲ့ဒါအပြင်လေချောင်းကပါပစ်ကူတွေပေးတဲ့လက်နက်ကြီးတွေနဲ့ပါပစ်ကူတွေပေးတဲ့ကြားတွေမှာကရင်နဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတိုက်ပြီးဟေ့အတံမဲ့ပေးရသေးတယ်အဲစကန်းကရသွားပြီဒီကြားတယ်ဒီနေ့မှဒါ ကရင်နေချစ်ပေါက်ထားလို့ခေါ်တီးလိုက်တဲ့အကြမ်းမဖက်စစ်ခွေးတက်ကကောင်တွေကလက်နက်တွေကိုကြိုတင်ပြီးတော့သူတို့ကပြေးဖို့ကပြင်ဆင်ထားတယ်ကျွန်တော်မြင်ပါပြေးဖို့အတွက်အဲ့ဒီလက်နက်တွေကိုတွင်းတူပြီးတော့မြုပ်ခဲ့တယ်ပြီးတော့နိုင်တဲ့လက်နက်တွေပေါ့ဗျာနိုင်တဲ့လက်နက်လေးတွေကိုသူတို့ကထမ်းပြီးတော့ထုံးစံအတိုင်းပဲထိုင်းနိုင်ငံကိုအယောက်20ကျော်30နီးပါးထွက်ပြေးသွားတယ် ကျွန်တော်တို့ပြည်သူကိုလည်းသူတို့တွေအခုပြန်ပြီးတော့ကြောက်နေရပြီကျွန်တော်တို့လူငယ်တွေကိုပို့ပြီးတော့ကြောက်နေရပြီပြောရှင်းရင်းဆွဲတိုင်းသားတပ်ဖွဲ့ဝင်တွေဆိုရင်အတန်ကြားတာနဲ့တင်ရှူရှူရောအီးအီးပါထွက်လောက်အောင်ကိုကြောက်နေရပြီကျွန်တော်တို့ရဲ့တမချက်ကလည်းပဲပြသားတာဗျာဒီလိုချင်းနေမှာကျွန်တော်တို့ချင်းကရင်ကျွန်တော်တို့ဒါပူပေါင်းတပ်ဖွဲ့ဝင်တွေကစခန်းအမြောက်အများကိုနေ့စဉ်ရက်ဆက် တိန့်ယူနေပါကြောင်းကိုကျွန်တော်ပြည်ပတွေကိုတင်ပြခြင်းနဲ့ဒီအပိုင်းတွေအတွင်းမှာ ကျွန်တော်ပြည်ပတွေသတင်းကောင်းတွေအများကြီးကြားရမှာဖြစ်တယ်လို့လည်းကျွန်တော်တင်ပြခဲ့တာရှိတယ်။ဆိုတော့ကျွန်တော်တို့ဒါရဲဘော်လူငယ်တွေတိန့်တဖွဲ့တွေအနေနဲ့ပြောင်းရွှေ့ဒါနေထိုင်ရတဲ့အခြေအနေတွေကျွန်တော်တို့တက်တည်တက်ရွေ့တွေစီစဉ်ရတဲ့ဒါရှင်းနေစစ်မြေနာပြင်မှာလိုအပ်ချက်အမြောင်များရှိနေပါတယ်လက်နက်ခဲယမ်းလိုအပ်ချက်အမြောင်များလွန်စွာမြင့်မားနေပါကြောင်းကိုလည်းကျွန်တော်ရဲ့မိဘတွေကိုအသိပေးလိုတယ်ဒီအခြေအနေမှာကျွန်တော်တို့ ဒါနောက်25ထူကြတဲ့နှစ်ဖြစ်တဲ့အတွက်ကျွန်တော်မိဘတွေလက်ရှိတော်လန်ရေးရဲ့သမိုင်းထဲမှာကြီးမားတဲ့အောင်မြင်မှုတွေကြီးမားတဲ့အချိုးအကျတွေကိုထပ်မံမြင်တွေ့ရဖို့ရှိနေပါတယ်။ဆိုတော့ကျွန်တော်မိဘပြည်သူတွေရဲ့ဝန်ရံကိုညီမှုကျွန်တော်တို့တော်လန်ရေးရဲ့အဆုံးဖြတ်ပါ။ကျွန်တော်ပုံဝင်လင်းလင်းပဲဝန်ခံပါတယ်။ကျွန်တော်မိဘတွေဝန်ရံကိုညီမှုကျွန်တော်မိဘတွေပါဝင်လှူဒန်းမှုမရှိဘူးဆိုရင် ကျွန်တော်တော်လန့်ရေးဒီထက်ပိုကြာသွားနိုင်တယ်ကျွန်တော်လူငယ်တွေကကြားတော့ရှေ့ကိုဆက်နေတယ်လက်ရှိအချိန်မှာလည်းပဲကျွန်တော်တို့အိမ်ပြန်နေတဲ့လမ်းပေါ်မှာအကြမ်းဖက်စစ်ခွေးတက်မှန်သမျှကျွန်တော်တို့အကုန်လုံးကိုမိဖုတ်နေတယ်ဆိုတာလည်းကျွန်တော်မြင်ပါတယ်အားလုံးတရားမှာဖြစ်ပါတယ်ဒါကြောင့်ဒီချက်ပုံမကောင်းမွန်တဲ့အောင်ပွဲတွေရရှိဖို့အတွက်အစောတဲ့အောင်ပွဲကိုရရှိဖို့ကျွန်တော်မြင်ပါတွေဝင်းရန်ကူညီထောက်ပံ့ဖို့လေးလေးနက်နက်တိုက်တွန်းရှင်းတဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစီနောက်လာတဲ့ဗီဒီယိုတွေမှာ ဒီထက်ပိုကောင်းတဲ့သတင်းတွေကြားရမှာဖြစ်တဲ့ဒီထက်ပိုကြီးတဲ့ငှက်ကင်တွေစားသုံးရမှာဖြစ်ပါကြောင်းတပြရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးသတ်ပါစေ။နောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်။လက်နက်ပေးစစ်ပေးကပ်ပေးကြောက်ရွံ့နေတဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတအူးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါစေကြောင်းလေးလေးနက်နက်ဆူတောင်းရှင်းနဲ့ကျွန်တော်ရေပေါ်ရှင်းလိုက်ပါ။